Hello အားလုံးပဲမင်္ဂလာပါ Crush up by Isaji page ကကြိုဆိုလိုက်ပါတယ်ဒီနေ့ထိုးပြမှာတော့ half kitchen လေးတွေထိုးပြမှာဖြစ်ပါတယ်ဒီ half kitchen လေးတွေမင်းမင်းပညာဒါန sharing တွေလုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းလေးတွေကိုလည်းအသေးစိတ်ပြောပြပေးသွားပါမယ်ရှင်ဒါလေးကတော့ခရိုင်ရောင်လေးပေါ့နော်ဒါလေးကတော့ pink လေးပေါ့နော်အပန်းနူလေးပေါ့နော် make cotton for blind နေမောင်ရောင်လေးတစ်လုံးနဲ့ ထုတ်ပြပါမယ်ဒါစီလီကွန်လေးပါဒါလေးကကြည်လေးပါဒါလေးကတော့ဒီကွင်းလေးပေါ့နော်တန်ကွင်းလေးပါဒါလေးကတော့ကီချိန်လေးပေါ့နော်တန်ကွင်းလေးပါတန်ကီချိန်လေးပါ ြီးတော့ဘာလုံးအပ်လေဆိုတာကတော့ဖော့ထိပ်ပေါ့နော်ဒါကတော့ player လေးပေါ့နော်ဒါကတော့အဲ့နဲ့ minute 3.5 mm ဟုတ်ကဲ့ဒါချိစသိမ်းမှုအလေးရေလိုအပ်ပါရင်ဒါမိသွားလို့နော် magic လေးပါပါပါမယ်ရှင်ရင်းဆုံး magic ring လေးလုပ်မယ်ပြီးကြရင် magic ring လေးထဲမှာမမင်းတို့က ကျေရင်လေးလေးမှာတိုင်တို6တိုင်ထိုးပေးပါမယ်ရှင်။ round 1ကတော့ major ring နဲ့မှာတိုင်တို6တိုင်ထိုးပေးရပါမယ်ရှင်။တိုင်တို6တိုင်ကြီးဖြည့်သွားပြီဆိုရင်1 2 3 4 6 6ပြည့်သွားပြီဆိုရင်မိမိတို့ကခြေစလေးကိုဆွဲဆူလိုက်မယ်။ဆွဲဆူလိုက်ပြီးတော့ slip stitch လေးမလုပ်ဘူးเนาะ magic လေးနဲ့မှတ်မယ်။ပထမစခဲ့တဲ့အပေါက်မှာမိမိတို့က တိုင်တူလေးထိုးမယ်တိုင်တူလေးထိုးပြီးဆိုရင် round 2ကတိုင်တူထိုးမယ်ထိုးပြီးတော့မင်းမင်းဘာလုပ်လဲဆိုရင် magic လေးနဲ့မှတ်ပေးမယ် magic လေးနဲ့မမှတ်ဘူးဆိုရင်ကြိုးသွားမှာဆိုလို့နော် magic လေးနဲ့မှတ်ပေးပါမယ်ရှင်ဒုတိယ row 2အနေနဲ့ increase ပေါ့နော် increase ဆိုတာတစ်ပောက်ကိုတိုင်တူနှစ်တိုင်နှစ်တိုင်စီထိုးသွားပါမယ်တစ်ပောက်ကိုတိုင်တူနှစ်တိုင်နှစ်တိုင်စီနဲ့ထိုးပေးရပါမယ်ရှင် မင်းမင်းပေါ့နော်အမှန်ကန်တော့စက်တိုက်ချီချိုးပညာဒါနလေးတွေတင်ပေးမလို့ပါပဲပေါ့နော်ဒါပေမဲ့မင်းသွားသွားလေးရတဲ့နာနေတော့မင်းမင်းမဖြစ်မတင်ပေးဖြစ်တာပေါ့နော်အဲနောက်လေဒီလိုလွယ်ကူရရှင်နေဟမ်မိတ်ကြီးချင်းလေးတွေဟမ်မိတ်ကောင်းစီချိုးလေးတွေပြီးကြတော့ကလစ်လေးတွေကို ပညာဒါနရီ sharing လုပ်ပြီးတော့ပါမယ်ရှင်ဒီလိုမျိုးတစ်ပေါက်ကိုနှစ်တိုင်းနှစ်တိုင်းဒီနေ့ increase လုပ်သွားပေးပါမယ်ပြည့်သွားပြီဆိုတာနဲ့နောက်တစ်ပေါက်ပေါ့နော်မမင်းတို့မမင်းတို့ကတမဆဆထူခဲ့ခြင်းအပေါက်မှာပေါ့နော်မင်းတို့မချိတ်မှတ်ထားတဲ့အပေါက်လေးမှာမင်းကမလုပ်လို့ဆိုတော့မချိတ်လေးကိုဖြုတ်လိုက်မယ်ဖြုတ်လိုက်ပြီးတော့ round 3လေးသွားမယ်ပေါ့နော် round 3လေးသွားတဲ့အချိန်မှာဒါလေးကိုလေတိုင်တူထူပြီးတော့မချိတ်လေးပြန်မှတ်ပေးမယ်ပေါ့နော် ်မကြိတ်လေးမှတ်ပေးတာနဲ့ round 3 round 4ကအဲ့လို၁၂တိုင်းပပတ်လေး၂တိုင်းထိုးပေးမှာပေါ့နော် round 3နဲ့ round 4ကိုအလုံးပေါင်းတိုင်လို၁၂တိုင်းတက်ပေးပါမယ်။မွားလည်းမပွားတော့ဘူးပေါ့နော်။မမေရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့နိုင်ဘူးနော်။မမေရဲ့ YouTube channel လေးက crush up by hisa ကြည့်ပါပဲ။ TikTok ကလည်းနားပြီးပါပြီးတော့မမင်းရဲ့ Facebook page ကိုလည်း like follow လေးလုပ်ပေးဖို့မမေ့နဲ့နော်ဒီလိုမျိုး ဒီလိုမျိုးလွယ်ကူရရှိနေကီချင်းလေးတွေကလစ်လေးတွေကိုမင်းမင်းတင်ပြီးသွားမယ်နော်ဒါကြောင့်မလို့မင်းမင်းရဲ့ TikTok channel လေးကိုလည်းချိန်နေတဲ့တည်းဆိုရင်အသေးလေးပြီးသွားပြီုံနော်ဒီလိုပပလေးတိုင်းတို့ဆက်နေတိုင်းအမ် round 3ရော round 4ထိုးပေးပါမယ်ရှင်ဗီဒီယို entertaining လေးကိုလည်းမင်းမင်းတက်နိုင်သလောက်ပေါ့နော်အကောင်းဆုံးကြိုးစားပြီးတော့ကင်မရာညင်ညင်လေးနဲ့ ေချာချာထိုးပြတာပါတယ်ရှင်ပြီးကြတော့မမေပေါ့နော်အဲ editing လောက်တာတော့နည်းနည်းကြာသေးတယ်ပေါ့နော်အခုမှဆက်လုပ်တယ်ဆိုတော့ဒါမှမမေအားတော့မငယ်ပါဘူးမမေအကောင်းဆုံးစူးစမ်းပြီးတော့ပညာဌာနလေးတွေကို sharing လုပ်ပေးသွားပါမယ်ရှင်ဒါလေးကပေါ့နော်ဒီလိုမျိုးပတ်ပတ်လေး တိုင်တို့၁၂တိုင်၁၂တိုင်ထိုးပေးရမယ်ပေါ့နော်၁၂တိုင်ပြည့်သွားပြီဆိုရင်လည်းတစ်ဖက်တစ်ချက်ပေါ့နော်တစ်ဖက်တစ်ချက်ဆိုအသေးနှလုံးလေးဖြစ်သွားအောင်တစ်ဖက်တစ်ချက်ကိုလေဒီလိုမျိုးပတ်တန်တူတူပဲ round 1မှာ round 1မှာ margarine နဲ့မှာတိုင်တို့၆တိုင်ထိုးမယ်ပြီးရင်တိုင်ပွား တိုင်ဝါဆက်နှစ်တိုင်တိုင်ဝါ sorry နော်တိုင်ဝါလေးကိုတပေါက်မှာနှစ်တိုင်နှစ်တိုင်နဲ့6တိုင်ထိုးမယ်ပြီးကျရင်ဆက်နှစ်တိုင်ပေါ့နော်ဆက်နှစ်တိုင်ဖြစ်သွားတာ round 3နဲ့ round 4ဆက်နှစ်တိုင်ဒီတစ်ပတ်တစ်ချက်မှာတူတူလေးထိုးပေးပါမယ်ရှင်ဒီလိုမျိုးတစ်ခုရသွားပြီဆိုရင်နောက်တစ်ခုလေးအဲ့ဒီ pattern တူတူပေါ့နော်အဲ့လောက်ထိကိုနောက်တစ်ခုထပ်ထိုးပေးပါမအားမမေမထိုးပြတော့เนาะဗီဒီယိုလေးတွေကိုချုပ်ပြီးတော့တင်ရတာမို့လို့ပါဒီလိုမျိုးအနာတစ်ပတ်တစ်ချက်မှမမေ အန်လေးကိုထိုးလိုက်ပါတယ်ပြီးခေါနက်ဖလုံးမယ်ပေါ့နော်ခေါနက်ဆိုတာဆက်လိုက်မယ်ပြီးတိုင်းဒီမှာခြေစလေးကိုဆွဲပြီးတော့ဒီမှာတိုင်းဒူလေးတက်မယ်ပြီးအဲ့နားလေးကိုမှတ်ချိန်နေနဲ့မှတ်ပေးပါနော်မလုံးလေးဆိုရင်ကြော်ပြီးတော့ဟိုစားဖြစ်သွားမှဆိုလို့ပေါ့နော်ဒီလိုမျိုးပက်ပက်လေးအားလုံးပေါင်း24တိုင်းထိုးပေးရပါမယ် round 5ကပေါ့နော်တစ်ဖက်မှာ72တိုင်းနောက်တစ်ဖက်မှာလည်း72တိုင်းအားလုံးပေါင်း ဆက်လေးတိုင်းတိုင်တို့ထိုးပေးရပါမယ်ရှင်ဒီလိုမျိုးဖြည်းဖြည်းနဲ့မှန်မှန်လေးပဲပေါ့နော်ထိုးသွားပြီပေါ့နော်ထိုးပြီးတော့ဒီလိုဒီနှစ်သုံးလေးရေပေါ့နော်ရေပြီးရောဆက်နံတိုင်းပြည်ရနဲ့ဟိုဘက်တစ်ချက်တစ်ဖက်တစ်ချက်လေးဆက်နံတိုင်းထိုးပေးရပါမယ်မင်းမင်းဒီလိုမျိုးတစ်ချက်ချင်းစီပြောပြပေးသွားပါလိမ့်ရှင်လိုအပ်တာလေးကိုလည်းမင်းမင်း comment မှာပေါ့နော်မေးလို့ရပါတယ်မရှင်းတာလေးရှင်း comment မှာမေးပေးသွားပါ ပတ်တန်လေးတွေကိုလည်းအသေးစိတ်မြင်အောင်မှာစာရန်လေးထိုးပေးထားပါတယ် ဒါတော့မင်းမင်းတည်တလောက်တက်တလောက်လေးကိုပြန်ပြီးတော့ sharing လုပ်ပေးတာပါမင်းမင်းလည်းကြိုးစားနေရတဲ့အတွက်ကြောင့်မလို့အမပိုင်နဲ့တောင်းပန်ပါတယ်ရှင်ဒီလိုလေးပေါ့နော်ကိုဘသားကိုတက်လေးနဲ့တိုင်လေးနဲ့ရည်ပေါ့နော်ကြော်သွားမှာဆိုလို့ပေါ့နော်မင်းမင်းကတခါနေကြရင်မက်ချိတ်နဲ့မချိတ်ဘူးဆိုရင်တိုင်လေးကြော်ကြော်ပြီးတော့ထိုးတတ်ပါတယ်ဒါကြောင့်မင်းမင်းကမက်ချိတ်လေးနဲ့တည်တည်တတ်တတ်လေးမက်ချိတ်လေးနဲ့ထိုးပြီးတော့တိုင်တို့အားလုံးပေါင်း24တိုင်းထိုးပေးရပါမယ်ရှင် ဒီလိုတိုင်တို့ပတ်ပတ်လေးထူပြီးသွားပြီဆိုရင်တော့မိမိ decrease flow မှာပေါ့နော် decrease ဆိုတာတိုင်ရော်လေးတွေထိုးရမှာပေါ့နော်တိုင်ရော်လေးတွေထိုးမှာတပြည်းပြည်းအသေးနှလုံးပုံလေးပေါ်လာမှာဖြစ်ပါလေရှင်ဒါကြောင့်မို့အသေးစိတ်လေးတွေကိုသေချာနားထောင်ပြီးတော့သေချာလိုက်ထိုးမယ်ဆိုရင်အရန်ကိုလပ်ပါတည်တဲ့ heart key ချိန်နေရမှာဖြစ်ပါလေဒီလိုမျိုးတိုင် ိုလေးအလုံးပေါင်းပပနဲ့24တိုင်ဖြစ်သွားပြီဆိုတာနဲ့မက်ဂျစ်လေးကိုဖြုတ်လိုက်ပါမယ်။မက်ဂျစ်လေးကိုဖြုတ်ပြီးသွားပြီဆိုရင်ဒီမှာပေါ့နော်ဒီမှာဆက်ဆာတိုင်ဒိုလေးအရင်ထိုးမယ်။ထိုးပြီးတော့မက်ဂျစ်လေးပြင်မှတ်ပါမယ်။မက်ဂျစ်လေးလေးကိုတတိယနေ့မှတ်ပေးပါနော်။ round စရောက်သွားပြီ။ rounds မှာမမင်းကဒီမှာမက်ဂျစ်လေးမှတ်ထားတဲ့နေရာမှာတိုင်တိုးနောက်တိုင်တိုးပြီး decrease လုပ်မယ်ပေါ့နော်အပေါ် loose လေးတွေကိုပဲယူပြီးတော့ ဒီ crease ပေါ့နော်တိုင်းတိုင်းကိုချုပ်လိုက်တာပေါ့နော်ဒီမှာလဲတတိုင်းနှစ်တိုင်းတိုင်းတို့ထိုးမယ်ထိုးပြီးတာနဲ့ဒီ crease လုံးမယ်လပေါ်ရဲ့ loose ပေါက်လေးထိုးမယ်နောက်တစ်ပေါက်လေးထိုးမယ်ပြီးခြေစလေးဆွဲပြီးတော့တိုင်းတို့ပြန်ထိုးမယ်အဲ့လိုပဲပက်ပက်လေးအားလုံးပေါင်း18တိုင်းပြအောင်ထိုးရပါမယ်ရှင်ဆက်ရှိတိုင်းပေါ့နော်မဖြစ်ဘူးဆိုလေရည်ကြီးပေါ့နော်ဒီမှာတော့မင်းမင်းက တိုင်တူနှစ်တိုင်တက်တဲ့ဖီဒီခရစ်လို့တယ်အဘွားလူစလေးဝယ်ယူမယ်နော်အာအဘွားလူဆိုတာဘက်လူမဟုတ်နော်အရှိဘက်မှာရှိရဲ့တစ်ဖက်အရှိချမ်းနေမှာရှိရဲ့လူစလေးယူပြီးတော့မိမိတို့ကနှစ်တိုင်ကိုဒီခရစ်လျှော့တာပေါ့နော်အဲ့လိုနဲ့ပတ်ပတ်လေးထိုးပြီးသွားပါမယ်အဲ့တော့ဘာပဲထိုးပြီးပြီးသွားပြီဆိုရင်အလုံးမောင်းတိုင်တူပြန်ရီပေါ့နော်တိုင်တူ16တိုင်ပြည်လား16တိုင်ပြည်ပြီဆိုရင်နောက်ထဲ rule 7မှာပေါ့နော် rule 7မှာမိမိကအဲ့ဒီတိုင်တူ16တိုင်လေးကိုထိုးပေးရပါမယ်တကယ်လို့နားမနေတာရှိရင်မရှင်းတာရှိရင် comment မှာမေးပေးပါရှင်ဒီဥစ္စာလေးတွေကအခြေခံပေါ့နော်ထိုးတဲ့သူတွေလိုက်ထိုးလို့ရပါတယ်ဒီမှာနောက်ထပ်တရူတက်မယ်ပေါ့နော် round 7တက်ပါမယ် round 7မှာကျတော့မင်းတို့မလျှော့ဒီဂရီမလို့ပေါ့နော်ဒီတိုင်းပဲ16တိုင်းပဲ က်လေးထိုးတော့ပြရပါမယ်ရှင်အဲ့လိုပက်ပက်လေးဆက်ရှစ်တိုင်းထိုးသွားပြီဆိုတာနဲ့မိမိတို့ကဗာဆက်လုပ်အောင်လဲဆိုရင်နောက်တဲ့ဘောနော်ဒီဂရီထက်လုပ်အောင်မယ်ဘောနော်ဒီမှာတော့ round 7နေရတော့ဗာလုပ်အောင်လဲဆိုရင်ပက်ပက်လေးဆက်ရှစ်တိုင်းထိုးပြရပါမယ် round 7မှာလေတိုင်းတို့ဆက်ချက်တိုင်းထိုးပြီးသွားပြီဆိုရင် round 8ပေါ့နော်နောက်တဲ့ row 8ပေါ့နော် ရှင်းပါဆိုရင်မိမိတို့ကဘာထပ်လုပ်ရမှာလဲဆိုရင်ဒီဂရီလုပ်ပေးရမှာဖြစ်ပါတယ်ဒီမှာတော့မမိန်ထိုးတာမပြီးသေးဘူးเนาะဒါလေးကမိမိအရန်ကိုကြိုက်တဲ့ hierarchy chain လေးဖြစ်ပါတယ်ရှင်ဒီလိုမျိုးအရန်ကိုလက်ကူရွှေ့နေ key chain လေးတွေ ကလစ်လေးတွေကိုလည်းပညာဌာန sharing နဲ့တင်ပေးပါမယ်။ဒီဒီလိုမျိုးပညာဌာနလေးတွေ sharing လုပ်ပေးတဲ့အကျိုးကျေးဇူးကြောင့်မိမိငါခေချင်းလေးတွေရောင်းရတဲ့အတွက်လည်းဝေယောပေးတဲ့ customer တယောက်စီစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ဒီလိုမျိုးပညာဌာနလေးတွေကိုကြည့်ပေးတဲ့သူတယောက်ချင်းစီတစ်တော့ကြည့်ပေးတဲ့သူတွေရော ြီးတော့မင်းရဲ့ YouTube channel နဲ့အားပြီးတဲ့သူတွေ subscribe လုပ်ဝေးတဲ့သူတွေအားလုံးကိုလေးကျေးဇူးတင်ပါတယ်ရှင်။ဒီလိုပညာဌာနတွေတင်ပြရတာတော့လွယ်ကူတာတော့မဟုတ်ဘူးနော်။မင်းရဲ့ tripod လေးရဲ့နည်းနည်းလေးပေါ့နော်။တီးနေတယ်ဒါပေမဲ့လည်းမင်းအကောင်းဆုံးစူးစမ်းပြီးတော့ဗီဒီယိုလေးတွေကိုခက်ခက်ခဲခဲရိုက်ပြီးတော့တင်နှံပေးခြင်းဖြစ်ပါတယ်။ round 8ကတော့မင်းမင်းပေါ့နော်။ 1SC ပေါ့နော်။ တိုင်တူထိုးမယ်ပြီးရင် decrease လုပ်မယ်ပေါ့နော် decrease ဆိုတာအရှေ့ရ loop လေးတစ်ချောင်းကိုဆွဲယူလိုက်တယ်နောက်ပြီးနောက်တစ်ချောင်းလေးဒီလိုလေးပေါ့နော်ဆွဲယူလိုက်ပြီးအမှတိုင်တူလေးလုပ်လိုက်တယ်ပေါ့နော်အရှေ့ရဘယ်လိုပြောမလဲဆို decrease ပေါ့နော်တိုင်ရော်လေးထိုးလိုက်တာပေါ့နော်ဒီမှာတော့မင်းမင်း ဗီဒီယိုမှာသိသိပြတာတွေအလီယိုရှေးလူစလေးမှာပဲပြရရင်နံပေါက်ထိုးတယ်ပြီးရင်တိုင်တူလေးဖြစ်သွားတယ်ပြီးရင်တိုင်တူထိုးမယ်အဲ့လိုနဲ့ပက်ပက်လေးထိုးပေးရပါမယ်အားလုံးမှာတိုင်တူအဲ့လိုမျိုးတိုင်ထိုးမယ် decrease လုပ်မယ်အဲ့လိုပက်ပက်လေး72တိုင်ပေါ့နော်တိုင်တူ72တိုင်ရှိရပါမယ်ရှင်မမင်းကိုအဖေးရေပေါ့နော် customer တယောက်ချစ်စီတိုင်းလေးချစ်စတမရပြီးတော့ဒီလိုမျိုးပညာဌာနလေးတွေချီပြီးတော့ sharing လုပ်ပေးတဲ့သူတွေတယောက်ချစ်စီတိုင်းလေးချစ်စတမရရှင်နောက်လေအားပေးပါအောင်ရှင်ဒီမှာဘောနော်အလုံးတိုင်တူတိုင်ထိုးမယ်ပြီးတိုင်ရောဘောနော်တိုင်ရောထိုးပြီးတော့ပပလေးထိုးပေးရပါမယ်ရှင်ထိုးပြီးသွားပြီဆိုရင် round 9လေးတက်မယ်ပေါ့နော် round 9လေးမှာလေအဲ့လိုပဲပေါ့နော် တိုင်းတူဆက်နှစ်တိုင်းထိုးပေးရပါမယ်။မက်ချိတ်လေးနဲ့ပြန်မက်ပေးဖို့နော်။မင်းမင်းမက်ချိတ်နဲ့မမက်ပေးတဲ့ဗီဒီယိုနှစ်ခါရိုက်လိုက်ရတယ်။ဘာလို့လဲဆိုတော့မင်းမင်းပထမတစ်ခါမက်ချိတ်နဲ့မမက်တဲ့တိုင်းပြီးဖို့နော်။ကြော်ကြော်ပြီးတော့ထိုးပြီးလို့ပါရှင်။ဒါကြောင့်မို့မင်းမင်းလည်းကိုမစတင်နေဆိုအမားတွေအများကြီးလုပ်ပါတယ်။ဒါကြောင့်မို့ beginner လေးတွေပေါ့နော်ဆဆထိုးမိသူတွေကအဲ့လို magic လေးနဲ့လုပ်ပါမင်းလည်း magic နဲ့လုပ်ရတယ်ပထမ video ရိုက်မှာမင်းမင်းကျိုးထိုးတော့တိုင်နေရအများကြီးပေါ့နော်အဲ့လိုဖြစ်သွားပါတယ်ဒီမှာတော့မင်းမင်းဒီ video မှာတော့မင်းမင်းတစ်ချက်ချင်းစီပေါ့နော်ထိုးပြတာတွေပေါ့နော် magic လေးနဲ့ပေါ့နော်ဒီလိုမျိုး၁၂တိုင်းပပလေး round တိုင်းမှာထိုးပြရပါမင်းပပလေးလေးထိုးပြီးသားပြီဆိုရင်တော့မမေကမလုပ်လေဆိုတော့စီလီကွန်ထည့်ရမယ်ပေါ့နော် စီနေကိုထည့်ပြရပါမယ်ဒီလိုမျိုးပတ်ပတ်လေးထူပြရပါမယ်ရှင်ရေ YouTube channel လေးတွေကိုလည်း like subscribe လုပ်ပေးပါဦးမမရဲ့ page က crochet by isa ji ပါ facebook page က crochet by isa ji ပါဒီလိုမျိုးလေးဆက်နေတိုင်းထူပြီးသွားပြီဆိုရင်ဒီမှာဘောတော့မမပါလုံးလေးဆိုရင်ကျိုးစားလေးနည်းနည်းရှည်ရှည်ဆွဲလိုက်မယ် match လေးကိုဖြုတ်မယ်ဖြုတ်ပြီးတော့ဒီမှာဘောတော့ ซิลิโคนလေးကိုထည့်ပြရပါမယ်ซิลิโคนထည့်တဲ့ဥစ္စာလေးကိုတော့မင်းမြင်မြင်လေးသွားရတယ်ပေါ့နော်အောက်မှာမမင်းပစ်လေးလေးရေးထားပေးပါတယ် YouTube channel လေးကိုတော့ပို့ပြီးတော့အားစိုက်ထားတယ်ပေါ့နော်ဒါကြောင့် YouTube channel လေးကိုလည်းသတ်ရှိပေးပါအောင်ရှင် YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးပါအဲ့ဒါမှမမင်းကပေါ့နော်ဟောစားပေါ့နော် YouTuber တယောက်ဖြစ်ဖို့လည်းမင်းစူးစမ်းနေပါတယ်ဒီလိုဖြစ်ဖြစ်နဲ့မမှန်လေးပဲမင်း ဗီဒီယိုလေးတွေအကောင်းဆုံးပေါ့နော်အမားတွေကြားတွေကနေပြီးတော့အကောင်းဆုံးဖြူဖြင်းပြီးတော့မင်းစူးစမ်းပြီးတော့တင်ပေးပါမယ်ရှင်ဘေးရမှာတော့လွယ်လွယ်နဲ့မရပါဘူးရှင် round တန်းလေးကတော့အကုန်လုံးဆီလီကွန်ထည့်ပြီးသွားဆိုရင် decrease လေးလုပ်ပေးလိုက်ပါ decrease လေးလုပ်ပြီးပြီးသွားဆိုပက်ပက်လေးပေါ့နော် decrease လေးလုပ်ပြီးသွားပြီးဆိုတာနဲ့မင်းမင်းချီစားလေးကိုဖြတ်လိုက်ပါမယ်ဒီလိုလေးဖြစ်သွားပြီးဆိုရင်တော့ကက်ချီလေးနဲ့ညက်ဖြတ်ပြီးတော့ ျူစာလေးကိုဆွဲလိုက်ပါမယ်။ကျူစာလေးကိုဆွဲပြီးတော့အန်နီနဲ့ချီစာသိမ့်လိုက်ပါမယ်။အဲ့ဒီမှာမမင်းတခုပြောချက်နဲ့ပေါ့နော်။မမင်းပထမဝန်းကတစ်ဖက်နဲ့တစ်ဖက်ကိုနဲ့လောက်တဲ့နေရာမှာအပေါက်လေးနည်းနည်းဟသွားတယ်ပေါ့နော်။အဲ့ဒါလည်းပူစရာမလိုပါဘူး။ချီသမားတွေဆိုတော့အဲ့ဒီပုံစံလေးကိုနည်းနည်းလေးပိတ်သွားအောင်ဟိုကဒီပဲလေးပေါ့နော်။ချီစာလေးကိုထည့်ပေးလိုက်ပါ။အဲ့ဒါဆိုရင် ပိတ်သွားလိမ့်ပါမယ်အပေါက်နေနေခြေလူဖြစ်နေတဲ့အတွက်ကြောင့်မို့ပေါ့နော်အသေးလုံးကြလေးတွေမှာအဲ့လိုလေးလုပ်လို့ခြေစားလေးကိုဟိုဘက်ဒီဘက်တိမ့်မိလိုက်ပါရှင်ပြမင်းဒီမှာအရန်ကိုလာပါလေအသေးနှလုံးကလေးလေးရသွားပါပြီရှင်ဒီမှာတန်ကွင်းလေးကိုထည့်လိုက်မယ်တန်ကွင်းလေးကိုထည့်ပြီးတာနဲ့ပလျာလေးနဲ့ဒီလိုလေးပေါ့နော်ဆွဲဆုလိုက်မယ်ပေါ့နော်ဒါဆိုရင် အရင်လပတိတတ်တဲ့အသေးနှလုံးကြီးချင်းလေးတွေရပ်သွားပါမယ်ရှင်။မမေးရဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုပေးတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ချင်ပါတယ်။နောက်ဒီတက်ကောင်းနဲ့ပညာဌာနလေးတွေနဲ့မမေး share လေးလုပ်ပေးသွားပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye. See you next video.